အားလုံးပဲမင်္ဂလာပါမေကြီးကိမရန်လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ once human မှာခုမှ early access ပဲရှိသေးတဲ့ dream zone ဆိုတဲ့ scenario အစ်စ်ကြောင့်ဟိုတည်တင်တာတွေအားလုံးပါအောင်ရှင်းပြပေးသွားမှာပါ once human ဆိုတဲ့မြန်မာ player ရေးလဲ dream zone scenario အကြောင်းဟိုကားကားနန်းနာသိချင်ရင်ဒီ video လေးကိုအဆုံးအထိကြည့်သွားကြဖို့ပြောချင်ပါတယ် video လေးမစခင်မှာ once human နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီထက်မကသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ mei gaming channel ကို subscribe နှိပ်ခဲ့ကြဖို့နဲ့ video အစ်စ်တင်တိုင်းသိရအောင် notification လေးကိုလည်းဖြန့်ထားခဲ့ကြဖို့ပြောချင်ပါတယ် နားမလည်လိုက်တာနဲ့တခုခုသိကျင်တာရှိရင်လည်း comment box မှာဝင်ရောက်မေးမြန်းခဲ့လို့ရပါတယ်။အဲ့ဒါအပြင်ကျွန်တော်ရဲ့ channel မှာညတိုင်း10နာရီပတ်ဝန်းကျင်ဆိုရင် live stream လွှင့်ပါတယ်။ကျွန်တော်နဲ့အတူတူဆော့ကျင်သိကျင်တာတွေမေးကျင်ရင် live မှာစိတ်ကြိုက်မေးမြန်းလို့ရတာမဟုတ်လို့ကျွန်တော်ရဲ့ live stream လေးကိုလည်းလာခဲ့ကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ intro လည်းအတော်ရှည်နေပြီဆိုတော့ကျွန်တော် video လေးကိုစလိုက်ကြအောင်။ ျွန်တော်တို့ endless win scenario ရောက်လို့မြေပုံကိုဖွင့်ကြည့်လိုက်တာနဲ့ကျွန်တော်တို့ပုံမှန် scenario တွေနဲ့မတူဘဲနဲ့ဒီလိုမျိုးတိမ်ပုံစံခရင်ရောင်နေတမြေပုံလုံးအုပ်နေတာကိုကျွန်တော်တို့တွေ့ရမှာပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ dream zone နေဆိုပြီးတော့ခေါ်ရဲပေါ့နော်ဒီ endless win scenario မှာကျွန်တော်တို့ဆောက်ရမယ့်ပုံစံကဒီ dream zone တွေထဲမှာရှိတဲ့ dreamer တွေကိုကျွန်တော်တို့လိုက်တက်ပြီးတော့ဒီမြေပုံကြီးကိုကျွန်တော်တို့ပြန်ဖွင့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ dream zone တွေထဲမှာသွားလာနေမှာမဟုတ်လို့ dream zone တွေထဲမှာအသက်ရှင်အောင်ဘယ်လိုနေရမလဲဆိုတာကိုကျွန်တော်တို့အရင်စပြောပြပါမယ် ကျွန်တော်တို့ပထမဆုံးအနေနဲ့ drain zone တွေကိုဆက်ပြီးဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့သွေးဘာအပေါ်လေးမှာဒီလို logo လေးပေါ်နေမှာပေါ့နော်ဒီမှာကျွန်တော်တို့15မိနစ်အချိန်ပေးထားတယ်။နောက်အဲ့ဒါ drain zone ထဲမှာနေလို့ရတဲ့အချိန်ပေါ့နော်။အဲ့15မိနစ်ပြည့်သွားတဲ့အထိ drain zone ထဲမှာဆက်နေရဆိုလို့ရှိရင်ကျွန်တော်တို့ character ချက်ချင်းတည်သွားမှာပေါ့နော်။အဲ့တော့ကျွန်တော်တို့က15မိနစ်မပြည့်ခင် drain zone ထဲကပြန်ထွက်ဖို့လိုတယ်ပေါ့နော်။ကျွန်တော်တို့ drain zone ထဲကပြန်ထွက်ပြီးသားရင်အဲ့တိုင်မှာကျွန်တော်တို့ပြန်ရော့သွားရပေါ့နော်။ ကျွန်တော်နောက်တစ်ခုတည်ထားမှာကျွန်တော်နိုင်မဲစုံနဲ့သွားလို့ရှိရင်ဒီ TV ပုံစံနိုင်မဲဆိုတဲ့ကောင်နေအကောင်တွေကိုကျွန်တော်တည်ထားရမယ်သူတို့နောက်အရန်ကတ်လို့ရှိရင်သူတို့ကအခုလိုမျိုးအနီရောင်ကြီးနဲ့ကျွန်တော်တို့ရှိရနေအခုလိုမျိုးဆွဲဆုပ်နေတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဓာတ်မိတ်တော့မထိဘူးဒါပေမဲ့လို့ကျွန်တော်တို့ဘာအဓိကထိလဲဆိုတော့ကျွန်တော်တို့ရဲ့အောက်က15မိနစ်တိုင်မာရဲ့အချိန်ကုန်နေနှုန်းမြန်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်15မိနစ်အပြည့်နေလို့မရတော့ဒီကောင်နေလိုက်ဆုပ်နေတယ်ဆိုလို့ရှိရင်ပြီးတော့ဒီကောင်နေကျွန်တော်ပြတ်တက်လို့မရဘူးကျွန်တော်တို့တေးအောင်တက်လိုက်ပြီဆိုလို့ရှိရင်ဒီကောင်နေကခဏတာ အဲလဲသွားပြီဆိုပေမဲ့ပြီးရင်သွေးအပြည့်နဲ့ပြန်ထလာအောင်အဲ့ဒါအမှကျွန်တော်တို့ကအကြောင်းမျိုးကြောင့်ကျွန်တော်တို့15မိနစ်မပြည့်ခင် drain zone တွေကမထွက်နိုင်ဘူးကျွန်တော်တို့ boss ကြီးချနေရတော့ဘာလို့ဖြစ်ဖြစ်အဲ့လိုမျိုး drain zone တွေကထွက်ဖို့မမီတော့ဘူးဆိုလို့ရှိရင်ကြတော့ဒီ reality reset host ဆိုတဲ့ကောင်လေးကိုတုံးလို့ရရပေါ့နော်ဒီကောင်ကကျွန်တော်ဘာလုပ်ပေးလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ time မှာ reset ချပေးတာကျွန်တော်တို့15မိနစ်ပြည့်ခင်နေ့မှာဒီကောင်ကိုထိုးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့15မိနစ်က reset ပြန်ဖြစ်သွားရပေါ့နော်ကျွန်တော် zone ထဲမှာနောက်ထပ်15မိနစ်နေလို့ရရသွားတယ် ဒါမဲ့လို့ဒီကောင်ကမိနစ်30ကုလောင်းရှိတာမဟုတ်လို့ကျွန်တော်တို့ဇုံထဲမှာပဲဒီကောင်ဇက်တိုက်ထိုးပြီးတော့သွာလာနေလို့မရဘူးပေါ့နော်။ကျွန်တော်ဒီ reality reset ကိုဘယ်ကနေရမလဲဆိုလို့ရှိရင်ဒီ dream ဇုံနေတဲ့ boss ကြီးဖြစ်တဲ့ဒီ internet dreamer ကိုကျွန်တော်တို့ဒီ server ထဲကဘယ်အဖွဲရမဆိုကျွန်တော်တို့တက်လာရင်ကျွန်တော်တို့ first clear reward ပေးတဲ့ထဲမှာဒီကောင်လေးတစ်ချောင်းပါတယ်ပေါ့နော်။ဒီ reward ကကျွန်တော်တို့တစ်စာပါလုံးမှာရှိတဲ့လူတွေကိုတစ်ခုစီပေးတယ်ပေါ့နော်။ကျွန်တော်နောက်တနည်းအား mammatic crate ထဲမှာရှိတဲ့ဒီ crafting ဆိုတဲ့ skill tree မှာဗောနော်ဒီ reality icon ဆိုတဲ့ဟောင်းကို unlock လိုက်လို့ရှိရင်ကျွန်တော်တို့ reality reset ကိုကိုယ်တိုင်လုပ်လို့ရသွားတယ်ဗောနော်ကျွန်တော် ice skill ကို unlock လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ supply web bench မှာဒီ reality reset ကို craft လို့ရပြီဗောနော်ဒီ reality reset ကိုကျွန်တော် craft ဖို့ဆိုလို့ရှိရင်ဒီအောက်မှာပြထားတဲ့ PC ကြီးလိုတယ်ဗောနော်အဲနောက်တစ်ခုကကျွန်တော်တို့ twin zone နဲ့ဝင်ပြီဆိုတာねကျွန်တော်တို့ဒုက္ခပေးမဲ့ twin zone area effect တွေဆိုပြီးရရှိရပါတော့အဲ့ဒါတွေကကျွန်တော်တို့ light တင်းရဲ့ explosion ရယ်ပြီးရင် evernight ရယ်ဆိုပြီးတော့၃မျိုးရှိရယ်ပေါ့နော်ကျွန်တော်တို့ drain zone တစ်ခုဝင်တော့မယ်ကိုဝင်တဲ့ drain zone ကဘာ effect ရှိတယ်ဆိုတာကိုကျွန်တော်သိကြလို့ရှိရင်ကျွန်တော်ဝင်မဲ့ drain zone ရဲ့အနည်းဆုံးမှရှိရယ်ကျွန်တော် drain မှာကိုကြည့်လိုက်လို့ရှိရင်အဲ့ drain မှာမှာပါမဲ့ effect ကကျွန်တော်ဝင်မဲ့ drain zone ရဲ့ effect ပေါ့နော်ကျွန်တော်ပထမဆုံးစပြောချင်တာကတော့ lightning zone အဲ့ဒီနည်းစုံကတော့ကျွန်တော်နာမည်အတိုင်းပဲအဲ့ဒီစုံထဲမှာရှိနေကျွန်တော်တို့မိုးချိုးရေနေရာတိုင်းကိုပြစ်တယ်ပေါ့နော်အဲ့မိုးချိုးတွေကိုရှောင်ရတာတော့ကျွန်တော်တို့အလောက်အထိမခက်ခဲဘူးကျွန်တော်တို့နေရာတနေရာထဲမှာပဲရက်မနေပဲနဲ့ကျွန်တော်တို့ကပုံမှန်ရွေးနေမယ်ဆိုရင်အဲ့မိုးချိုးကကျွန်တော်တို့ထိဖို့ခဲရင်လည်းကျွန်တော်တေချာကြည့်မယ်ဆိုလို့ရှိရင်လည်းမိုးချိုးမပစ်ခင်မှာကျွန်တော်ပစ်ချရမယ်နေရာမှာလျှက်စီးလေးတွေကိုကျွန်တော်မြင်ရမယ်အဲ့လိုနေရာတွေကနေကျွန်တော်တို့ရှောင်ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ပြစ်တဲ့မိုးချိုးတွေကိုပိုကျန်းလောင်လုပ်ပေးတဲ့အချိန်ရှော့ရှိရတယ်ပေါ့နော် အဲ့အချိန်ကိုကျွန်တော်ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်ကျွန်တော်အပေါ်မှာပြထားတဲ့ဘားတန်းလေးရှိတယ်အဲ့ဘားတန်းလေးကကျွန်တော်10မိနစ်ကိုတစ်ခါပြောင်းနေပေါ့เนาะလာတဲ့ effect ကเนาะအခုဘားတန်းမှာဆိုလို့ရှိရင်10 20ဆိုပြီးတော့တစ်ဖြက်စီဖြတ်ထားတယ်အဲ့ဒါကျွန်တော်တို့ 10မိနစ်ကို effect လာတဲ့တဟာတမျိုးပြောင်းပါပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်နောက်10မိနစ်နေကျွန်တော်တို့ကိုပြစ်မယ်မိုးဂျိုကကျွန်တော်တို့ပို့ပြီး damage နာလာမယ်နောက်မိနစ်20ကျရင်လာမယ် effect ကလည်းမိုးဂျိုကို buff တဲ့ effect ပဲပေါ့နော်အဲ့ဒါကကျွန်တော်တို့အတွက်မကောင်းဘူးပေါ့နော်ဒါပေမဲ့လို့ကျွန်တော်တို့နောက်မိနစ်30နေလာမယ် effect ကြတော့ကျွန်တော်တို့တစ်တာပုံပုံစံလေးအဲ့တိတာပုံပုံစံလေးရကြတော့ဗာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီ area ထဲမှာကျွန်တော်တို့ resort တွေရှာလို့ရှိရင်ပို့ထွက်မယ်လို့ပြောချင်တာဥပမာကျွန်တော်တို့ဒီ area ထဲမှာရှိတဲ့ကြောက်တွေတူးတာတို့ အဲဗာတစ်တစ်ခုတ်တာတို့ဆိုလို့ရှိရင်အဲ့လိုမျိုးနေရာတွေကနေကျွန်တော်တို့ပိုထွက်တယ်ပေါ့နော်အဲ့တော့ဖန်လို့ပိုကောင်းသွားတယ်အဲ့လိုချိန်ဆိုလို့ရှိရင်ကျွန်တော်တို့မိုးကြိုးစုံကကျွန်တော်တို့ဒီတိုင်း exploration ဝင်လို့ရင်ထိဖို့ခက်တယ်ဆိုပေမဲ့လို့အဲ့မိုးကြိုးစုံထဲမှာရှိတဲ့ dream mare ကိုတတ်မယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ကလိုက်ပြရတော့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့မိုးကြိုးထိဖို့ chance အရင်များသွားတယ်အဲ့တော့ကျွန်တော်မိုးကြိုးကိုဘယ်လို counter ရမလဲဆိုတာကျွန်တော်ဆက်ပြောမယ်ပေါ့နော်နောက်ပထမဆုံးနီလန်းကတော့မမတ်တစ်ထဲမှာရှိရဲ crafting နဲ့မှာပဲခုနကကျွန်တော် reality အခွန်ဆွဲကောင် unlock လုပ်ထားဖို့လိုတယ် ဲ reality icon ထဲမှာကျွန်တော်တို့ဒီ lightning raw ဆိုရဲကောင်းရှိရဲကျွန်တော်တို့ reality icon ဖွင့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ bidding mode ထဲဝင်ကျွန်တော် facility ထဲဝင် defend ထဲဝင်လာရင်ဒီ lightning raw ကိုတွေ့ရလိမ့်မယ်ပေါ့နော်ကျွန်တော်တွင်စုံထဲမှာဆိုရင်ကျွန်တော်အိမ်နေဆောက်လို့ရရဲပေါ့နော်အဲဆောက်လို့ရရဲအတွက်ကိုကျွန်တော်တို့ဒီ lightning raw ကိုတွင်စုံထဲမှာချလို့ရတယ်အဲဒီ lightning raw ကကျွန်တော်အလုပ်လုပ်တဲ့ပုံကဘာနဲ့တူလဲဆိုတော့ကျွန်တော်မိုးရိုးလွဲလို့ပဲကျွန်တော်တို့အဲအဲ lightning raw ချထားရင်ကျွန်တော်တို့အဲ lightning raw ရဲ့ area လေးကိုမြင်ရတယ်ပေါ့နော် အဲ့ area အတွင်းမှာကျွန်တော်တို့နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိုးကြိုးမပစ်တော့ဘူးပြည်ရင်လည်းမထီတော့ဘူးပေါ့နော်ကျွန်တော်နောက်တနည်းလက်ရှိသေးရပေါ့နော်နောက်တနည်းကကြတော့ကျွန်တော်တို့ magnetic specialization နဲ့မှာ lightning in plus regulator ဆွဲကောင်ရရင်အက်ကောင်ကိုယူထားပေါ့နော် အဲ့ specialization ရ item ကိုကျွန်တော်တို့ဘက်ဘက်ထဲမှာထည့်သွားလို့ရှိရင်ကျွန်တော်မိုးချိုအပြစ်ခံကျွန်တော်တို့သွေးအပြည့်ပြန်ဖြည့်ပေးတဲ့အပြင်မှာ movement speed 15ရာခိုင်နှုန်းနဲ့ PSI intensity 30ရာခိုင်နှုန်း second 60ကျောင်းတော့ရတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်မိုးချိုပြစ်ခံလိုက်ရရင်ကျွန်တော်တို့မတည်တဲ့အပြင်မှာကျွန်တော်တို့ movement speed ရော damage ကိုပါတိုးလာသေးတယ်ပေါ့နော်အဲ့ specialization နဲ့ဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ဇုံတစ်ခုကတော့ဘုံစုံပေါ့နော်ဘုံစုံနဲ့ကျွန်တော်မိုးချိုးပြတဲ့ဇုံနဲ့အလုပ်လုပ်တဲ့ပုံစံကတော့တိတ်မကွာဘူး ကျွန်တော်မိုးချိုးစုံမှာဆိုလို့ရှိရင်မိုးချိုးပစ်တယ်ပုံစုံမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကပြန်နေကြတယ်လို့မျိုးကြားတယ်အဲ့ဒါတွေကပေါက်ကွဲပေါ့နော်အပေါ်ကဘာတန်းရဲ့အလုတ်လုတ်တဲ့ပုံစံလည်းအတူတူပဲဒါပေမဲ့လို့ကျွန်တော်ပုံစုံမှာကွဲတာဆိုလို့ကျွန်တော်ပုံစုံမှာ enemy တစ်ကောင်တက်ပြီးတိုင်းကျွန်တော်တို့အဲ့ enemy ကပေါက်ကွဲတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပုံစုံမှာ enemy တစ်ကောင်ကောင်တက်တော်မယ်ဆိုကိုနားကိုကတ်မတက်နဲ့ကိုနားကိုကတ်တဲ့ကိုပါ damage ထိတယ်ပေါ့နော်အဲ့ဒါအပြင်မှာကျွန်တော် enemy ကိုတက်ပြီးသွားရင်တို့သေသွားပြီးလို့ရှိရင်အောက်မှာဘုံသီးလေးကျန်ခဲ့တယ်ပေါ့နော်အဲ့ဘုံသီးလေးရဲ့လည်းနောက်တစ်ခါထပ်ပြီးတော့ပေါက်ကွဲသေးတယ်ပေါ့နော် အဲကျွန်တော်တို့ဘုံစုံမှာကြတော့ဘုံသီးကိုကောင်တာလို့ရမယ် effective ဖြစ်တဲ့နီလန်မရှိသေးဘူးပေါ့နော်ကျွန်တော်တို့ပြေလွတ်အောင်တော့ပြေးလို့ရတယ်လွတ်အောင်ပြေးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြထားတဲ့ aerial link ဆိုတဲ့ sabling လေးလိုတယ်ပေါ့နော်အဲ sabling နဲ့ကျွန်တော်တို့ဘုံမပေါက်ခင် area တွေကနေလွတ်အောင် dash အမျိုးအဲအဲ့လိုမျိုးတော့လုပ်လို့ရမယ်ပေါ့နော်ကျွန်တော် aerial sabling ကဘာလုပ်ပေးလဲနဲ့ဘယ်လိုရမလဲဆိုတာသိချင်လို့ရှိရင်ကျွန်တော် channel မှာတင်ထားတဲ့ဒီ video လေးကိုတွားကြည့်ဖို့ recommend ပေးတယ်ပေါ့နော် ကျွန်တော်နောက်တစ်ခုကကြတော့ Evernight Zone ပေါ့နော်ကျွန်တော်ဒီ zone ကကြတော့ Lightning နဲ့ဘုံ zone လို့မဟုတ်ဘဲနဲ့တော်တော်ကွာရယ်ပေါ့နော်သူက zone 3ခုထဲမှာကျွန်တော်အထူးခြားဆုံးလို့ပြောလို့ရတယ်ကျွန်တော် Evernight Zone နဲ့ဝင်လိုက်ပြီဆိုတော့ねကျွန်တော်ပုံမှန်မြင်နေရတယ်လို့အဝေးကြီးတွေကိုလှမ်းမြင်ရတော့မှာမဟုတ်ဘဲနဲ့ကျွန်တော်အမှောင်ကျသွားမှာပေါ့နော်ကျွန်တော်တို့ဘေးနားပတ်ဝန်းကျင်လေးကိုပဲကျွန်တော်မြင်ရတော့မှာကျွန်တော်ဝေးဝေးကိုမမြင်ရတော့ဘူးပေါ့နော် အဲ့ဒါအပြင်မှာကျွန်တော်တို့ဒီ Evernight ထဲမှာကျွန်တော်အကြာကြီးနေလို့ရှိရင်ကျွန်တော်တို့မှာဒီ Dark Corrosion ဆိုတဲ့ effect လေးတက်တယ်ပေါ့နော်ကျွန်တော်တို့ဒီ Dark Corrosion ကဒီ Twin Zone ထဲမှာနေတာကြာလေးကျွန်တော် stack ကတက်လာလေးပေါ့နော်ဒီလိုမျိုး stack တစ်ခုလဲဆိုရင်ဘာမှမဖြစ်သေးဘူးကျွန်တော် stack နှစ်ခုဆိုရင်တော့ကျွန်တော်တို့သွေးရဇက်တိုက်ရော့တယ်ပေါ့နော်ကျွန်တော်သေးတဲ့အထိရော့တယ် အဲ့ဒါကိုကျွန်တော်ဘလူကောင်တာရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ dark zone လေးကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ပတ်ပတ်လေးကိုကြည့်ကြည့်ပေါ့နော်ဒီလိုမျိုးမီးလင်းနေတဲ့မီးလုံးလေးကိုအဝေးကနေလှမ်းမြင်ရတယ်ပေါ့နော်အဲ့မီးလုံးလေးနားမှာသွားနေလို့ရှိရင်ကျွန်တော်တို့အဲ့ corrosion effect ကမတက်ဘူးပေါ့နော်အဲ့မီးလုံးလေးကိုလည်းကျွန်တော်ယူလိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တင်းနဲ့သွားရဆိုအိုင်မီလုံးလေးကိုမကောက်နိုင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တင်းနဲ့သွားရဆိုအိုင်မီလုံးနားမှာလူဘယ်နှယောက်နေနေအဲ့ effect ကိုရရပေါ့နော်။ corrosion မတက်တော့တဲ့ effect ဒါမဲ့လို့ကိုကကောက်လိုက်ပြီဆိုလို့ရှိရင်ကိုလည်းအဲ့ effect ကိုမရတော့ဘူး။တင်းရလူတွေလည်းမရတော့ဘူးပေါ့နော်။ ကျွန်တော်နောက်ထပ် correlation မတက်အောင်ကောင်တာလို့ရတဲ့နေရာကြတော့ကျွန်တော် moment တစ်ထဲမှာကျွန်တော်ခုနက reality icon square scale ကိုပဲ unlock လုပ်ထားလိုက်အဲ့လိုလုပ်ထားလိုက်ပြီဆိုလို့ရှိရင်အဲ့ reality icon ထဲမှာဒီ lumen ဆိုတဲ့ကောင်ရဲ့ကျွန်တော် nightmare lantern ဆိုပြီးနှစ်ခုရှိရပေါ့နော်အဲ့ထဲမှာမှကျွန်တော်ဒီ lumen ဆိုတဲ့ကောင်အလုပ်လုပ်တဲ့ပုံစံကိုအရင်ရှင်းပြမယ်အဲ့ lumen ဆိုတဲ့ကောင်အလုပ်လုပ်တဲ့ပုံစံကိုကျွန်တော်အမြင်သာဆုံးဖြစ်အောင်ရှင်းပြလို့ရှိရင်ကြာတော့ကျွန်တော် Harry Potter ရဲ့ Lumos ဆိုတဲ့စပယ်နဲ့အတူတူပဲပေါ့နော်သူကအလင်းထုတ်ပေးတာပဲဒါ copyright မမြင်အောင် Lumos ကို Lumens ပြောင်းလိုက်တာပဲရှိတယ်ပေါ့နော် Lumos Maxima ဟုတ်ပြီဟုတ်ပြီကျွန်တော် Lumos ကြီးရဲ့တကယ်အလုပ်လုပ်တဲ့ပုံစံကကျွန်တော်အဲ Lumos အလုံးလေးကိုကင်ပြီးတော့ ဘုံပစ်တယ်လို့ပဲမြေကြီးမှာပစ်ချလိုက်လို့ရှိရင်သူအလုံးလေးအလုံးလုံးတဲ့ပုံစံခုန Lightning Rod တိုင်တဲ့ပုံစံတူပဲအဲ့လို effective ဖြစ်တယ်ပေါ့နော် Lumens Rain ထဲမှာရှိနေတဲ့လူတွေကကျွန်တော်တို့ Dark Corrosion effect ကိုရှောင်လို့ရရပေါ့နော်ဒါမဲ့လို့အဲ့အလုံးလေးရဲ့ effect ကကျွန်တော်ခဏပဲရတာ Emergency ဖြစ်နေတဲ့အချိန်မျိုးတွေမှာခဏချပြီးတော့ရှောင်လို့ရရပေါ့နော် Dark Corrosion effect ကိုကျွန်တော်နောက်တနည်းကကြတော့ခုန Reality Archon Scale ထဲမှာပဲပါတဲ့ကျွန်တော်တို့ Nightmare Lantern ဆိုတဲ့မီးအိမ်လေးပေါ့နော်ဒီ Nightmare Lantern အောင်ကျွန်တော်တို့အိတ်ထဲမှာထည့်ထားပြီးကျွန်တော်တို့အဖွင့်ပိတ်လုပ်ပြီးသုံးရုံပဲပေါ့နော်ဖွင့်ဖို့ပိတ်ဖို့ကလည်းကျွန်တော်တို့ use နဲ့ရုံပဲ ်ဒါပေမဲ့လို့ကျွန်တော်တို့ဒီ line မဲလန်တန်ကိုအလုပ်လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လွယ်အိတ်ထဲမှာအနည်းဆုံး9မဲ light source 5ခုရှိဖို့လိုရပါတော့เนาะအဲ့ဒါမှကျွန်တော်တို့ဒီ9မဲလန်တန်ကိုဖွင့်လို့ရတာမဟုတ်ရင်အလုပ်တော့မလုပ်ဘူးအဲ့9မဲ light source ကိုကျွန်တော်ဘယ်ရရမလဲဆိုလို့ရှိရင်ခုနကကျွန်တော်မီးလင်းနေတဲ့မီးလုံးလေးပေါ့เนาะအဲ့ဒီအပင်လေးတွေကိုကျွန်တော်ခူးလိုက်ရင်9မဲ light source ရတယ်ပေါ့เนาะ9မဲလန်တန်အလုပ်လုပ်ပြီလားမလုပ်ပြီလားသိချင်လို့ရှိရင်ကျွန်တော်အခုဒီမှာ9မဲလန်တန်ကိုဖွင့်လိုက်တယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ကလင်းလာတယ်ပေါ့เนาะအဲ့လိုလင်းနေတဲ့အချိန်လုံးကကျွန်တော် decoration effect ကိုမတက်ဘူး တော့နောက်တိတာတဲ့တစ်ချက်ကကျွန်တော်တို့နိုင်မဲလန်တန်ပွင့်နေပြီဆိုရင်လို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကနေအတန်နေကြရတယ်ပေါ့နော်အဲလူမန့်စ်နဲ့နိုင်မဲလန်တန်ဘယ်မှာ craft လို့ရလဲပြမယ်ပေါ့နော်ဒီမှာနိုင်မဲလန်တန်ကကျွန်တော်တို့ supply web bench မှာ craft လို့ရတယ်နိုင်မဲလန်တန် craft လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာပြထားတဲ့ resource တွေလိုတယ်ပေါ့နော်အဲအဓိကကတော့ နိုင်မဲ့ light source ၅ခုလိုတယ်ပေါ့နော်ကျွန်တော် lumens craft ဖို့ကြတော့ကျွန်တော် supply web bench မှာမရတော့ဘူးဒီ synthesis bench မှာပဲ craft လို့ရရပေါ့နော်ကျွန်တော် lumens craft ဖို့ဆိုလို့ရှိရင်ဒီမှာပြထားတဲ့ resource တွေလိုတယ်ပေါ့နော်အဓိကကတော့ကျွန်တော်ဒီနိုင်မဲ့ light source တစ်ခုပေါ့နော် အဲ့တော့ကျွန်တော်တို့ဘယ် drain zone နေရဘလို့ effective ဖြစ်တဲ့နဲ့ဘလို့ counter ရမလဲဆိုတာကိုကျွန်တော်တို့တည်တည်တလောက်ပြောပြသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ endless drain မှာကျွန်တော်ပါလာတဲ့ resource edit တွေနဲ့ account တွေကိုဘလို့ share ရမလဲကျွန်တော် drain zone ထဲမှာပါပစ္စည်းရှိရဆိုတာကျွန်တော်ဆက်ပြောပြရမယ်ပေါ့နော်ကျွန်တော်တို့ drain zone နဲ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အတွက်အတိအသားဆုံးနဲ့အမြင်သာဆုံးဖြစ်တဲ့ဒီ drain weaver ဆိုတဲ့အစ်ပင်တွေရှိရပေါ့နော်သူကြဲလေးတွေတီးနေတဲ့အစ်ပင်တွေအဲ့အစ်ပင်တွေကိုကျွန်တော်တို့ခုတ်လို့ရှိရင်ကျွန်တော်တို့ starter soul တွေတန်းပေးတယ်ပေါ့နော်တပင်ကိုကျွန်တော် starter soul ၅ခုလောက်ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ wakeful clock ဆိုတဲ့အကောင်လေး ပေါ့နော်ကျွန်တော်တို့အသေးနိုင်လို့ပဲခေါ်လိုက်တော့မယ်အဲ့ဒီသေးနိုင်လေးတွေကိုကျွန်တော်တို့ fan ကြတော့ကျွန်တော်တို့ sun of clarity ဆိုတဲ့အမှုန်လေးတွေကြတယ်ပေါ့နော်အဲ့ sun of clarity ကဘာလို့လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့မြေပုံပေါ်မှာ deep dream မာတွေ light dream မာတွေဘယ်ကောင်တွေပဲတက်တက်ကျွန်တော်အဲ့ကောင်တွေကိုစဖို့ပွဲစဖို့ပေါ့နော်အဲ့ကောင်တွေကိုစဖို့ဆိုလို့ရှိရင်ကျွန်တော်အဲ့ sun အမှုန်လေးတွေသုံးရတယ်အဲ့တော့ဒီကောင်တွေကကျွန်တော်တို့လိုတယ်ပေါ့နော်အဲ့ကောင်တွေကို light fan ထားတင်တယ်အခုဒီကောင်တွေကိုကျွန်တော် fan တော့မယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်ကြောက်တူးရတယ်ပေါ့နော် ျောက်တို့ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ခုဆိုလို့ရှိရင်တတော်မြင့်နေပေါ့နော်အမြင့်ကြီးမှာအဲ့လိုမြင့်နေကောင်ကြရင်ကျွန်တော်တို့ဘေးမှာဘေးတင်လေးဆောက်ပြီးတော့အဲ့ဒီဘောကနေတက်တူရတယ်မဟုတ်လို့ရှိရင်တူးလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အပေါ်ကနာရီလေးရပဲတူးလို့ရတာပေါ့နော်အောက်ကနေရာတွေကတူးလို့မရဘူးကျွန်တော်တို့အဲအဲ့တန်ဟာပုံမြင့်လေအဲ့တဲနာရီကပုံမြင့်လေရတဲ့တဲပုံများလေးပေါ့နော်ကျွန်တော်ဘေးမှာဘေးတင်ဆောက်ပြီးတူးမယ်ဆိုလို့ရှိရင်လည်းသတိထားပါတော့။အရင်ကတ်ဆောက်လိုက်လို့ရှိရင်တို့ကပြက်စီးတော့ကျွန်တော်တို့တူးလို့မရတော့ဘူးပေါ့နော်။ ကျွန်တော်နောက်တစ်ခု drain zone ထဲမှာရှာလို့တွေ့နိုင်တာဒီလေဘူပေါင်းလုံးလေးပေါ့အဲဒီလေဘူပေါင်းလေးတွေကိုကျွန်တော်တို့အနားကက်လိုက်တယ်ဆိုတာနဲ့ကျွန်တော်တို့အဲယူပြီးသားဖြစ်သွားရပေါ့နော်အဲအဲ့ဒါလေးတွေကိုယူလို့ရှိရင်ကျွန်တော်တို့ rare crystal လေးရတယ်ကျွန်တော်တို့ရတဲ့ crystal ကကျွန်တော်တို့ရောက်နေတဲ့ zone ရဲ့ level အပေါ်မှာမူတည်ပြီးတော့ क्वे တယ်ပေါ့နော်တီယာ क्वे တယ်ပြီးတော့ကျွန်တော်တို့ဒီကောင်လေးတွေကကျွန်တော်မမီနိုင်တဲ့အမြင့်နေမှာ spawn တက်တယ်အဲ့လို spawn ရကြတော့ကျွန်တော်ဘေးလေးမှာ bedding လေးဆောက်ပြီးတော့နော်အဲ့ဒီပေါ်ကနေခုံပြီးတော့တက်ယူအောင်ပဲပေါ့နော် ကျွန်တော်နောက်တစ်ခုက drain zone ထဲမှာသွားလာနေနေကျွန်တော် drain zone morphic crate လေးတွေကိုကျွန်တော်ရှာလို့ရရပါတော့အကောင်လေးကိုကျွန်တော်ဘလူးရှာရမယ်ဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ခြေရာလေးတွေကျန်ခဲ့တယ်ပေါ့နော်သူ့ရဲ့အိုက်ခြေရာလေးတွေကျန်ခဲ့တယ်အဲ့တော့ကျွန်တော်အိုက်ခြေရာလေးတွေရဲ့ရှေ့ရာသူ့ကိုမှန်းပြီးတော့ပြစ်ကြတယ်ပေါ့နော်သူ့ကိုတက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရတဲ့ reward တွေကခုန rare crystal လေးရတယ် sand clarity လေးရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ the net တစ်လက်ပါရသေးတယ်ပေါ့နော်ကျွန်တော်တို့ဒီကောင်လေးတွေကို internet တွင်မှာအများဆုံးတွေ့နိုင်တယ်လို့မျိုးပဲ ကျွန်တော်တို့ဘယ်စုံနဲ့ဟိုပဲသွားသွားကျွန်တော်တို့တွေ့နိုင်တယ်ပေါ့နော်ကျွန်တော်တို့တွင်စုံနဲ့မှာရှောက်သွားနေနေ Miss Memory ဆိုတဲ့ NPC နဲ့တွေ့နိုင်တယ်ပေါ့နော် သူ့ရဲ့ position ကကျွန်တော်အတိအကျမရှိဘူးဘယ်နေရာမှာသူရှိပါလဲဆိုပြီးတော့အတိအကျမရှိဘူးသူက drain zone ရဲ့ဘယ်နေရာမှာမဆိုပေါ်နိုင်တယ်အဲ့တော့ကျွန်တော်တို့သူ့ကိုရှာကျင်နေဆိုလို့ရှိရင်ကိုယ်တိုင် drain zone ထဲမှာပတ်ရှာလို့ရတယ်လို့မျိုးပဲ watcher ထဲမှာလည်း miss memory ဘယ်နှားရှိလဲမေးလို့ရရပေါ့နော်ကျွန်တော်တို့သိရဲ့လူကပြန်ဖြေပေးလိမ့်မယ်ကျွန်တော် drain zone ထဲမှာ miss memory ကိုတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်သူ့စီမှာပစ္စည်းဝယ်လို့ရရပေါ့နော်သူ့စီမှာဝယ်လို့ရရပစ္စည်းတွေကကျွန်တော် drain zone h37 ဆိုတဲ့ deviant ရှိမယ်ကျွန်တော် mod ပုံးတွေဝယ်လို့ရမယ်ပြီးရင်ကျွန်တော် rare crystal ပုံးတွေဝယ်လို့ရမယ် ပြီးလို့ရှိရင်ကျွန်တော်တို့ memory fragment တွေပေါ့နော်ကျွန်တော်တို့ specialization memory fragment တွေကိုဒီမှာဝယ်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်အရေးကြီးတာကျွန်တော် gain calibration စာရွက်တွေဝယ်လို့ရတယ်ပေါ့နော်ကျွန်တော် miss memory ရှိမှာပစ္စည်းတွေဝယ်လို့ရဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြထားတဲ့ reality fragment ဆိုတဲ့ဟာလေးလိုတယ်ပေါ့နော်ဒီ reality fragment လေးတွေကိုဘယ်ရရမလဲဆိုလို့ရှိရင်ကျွန်တော် dreamer တွေလိုက်တန်ရတယ်ပေါ့နော်ကျွန်တော် dreamer တွေကိုများများလိုက်တက်လေး reality fragment များများစုမိလေးပဲပေါ့နော် ျွန်တော်နောက်တစ်ခုပြောမှာ endless swing face အလုပ်လုပ်တဲ့ပုံစံပေါ့နော်ကျန်တဲ့ scenario တွေနဲ့အတူတူပဲ endless swing face အလုပ်လုပ်တဲ့ပုံစံအလဲ face တစ်ခုပြီးတိုင်းကျွန်တော်တို့ဝင်လို့ရတဲ့ dungeon တွေအပွင့်နဲ့ပြီးရင် scenario challenge အသစ်တွေပွင့်တယ်ဒါမဲ့လို့သူ့မှာကျွန်တော်ထူးကြတာအောက်ကကျွန်တော် Assyrian crate ရမဲ့ raw ကကျွန်တော် personal state တက်ဖြစ်သွားပြီကျွန်တော်ကိုယ်တိုင်လိုက်လုံมาရပါပေါ့เนาะကျွန်တော်အရင် scenario တွေမှာလို့မျိုးအဲဒီ server တွေရဲ့လူတွေလှုပ်လိုက်ုံနဲ့ကျွန်တော်ဒီပုံးနေရကျွန်တော်မရတော့ဘူး ီမှာဆိုလို့ရှိရင်ကျွန်တော်တို့ drain zone တစ်ခါရှင်းပြီးတိုင်းဒီပုံးနေရဲ့ progress တွေတက်လာမယ်လို့ပြောထားတယ်အဲ့တော့ကျွန်တော်တို့က face တစ်ခုမကူးခင်တိုင်း drain zone တွေလိုက်ရှင်းဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ဒီပုံးတွေကိုရမှာပေါ့နော်မဟုတ်ရင်ရတော့မှာမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ဒီ server မှာကျွန်တော်တို့ face time ကို skip လို့ရတယ်ဥပမာကျွန်တော်တို့ face 2ကနေ face 3ကိုသွားဖို့ပုံမှန်၄ရက်ကြာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါကို internet drain မှာ9កောင်တက်လိုက်ရင် နှစ်ရက်စက်ကစ်သွားရယ်ပေါ့နော်လေးရက်ကနေနှစ်ရက်ပဲကြာတော့မယ်အဲ့တော့ကျွန်တော်တို့ကဒီ scenario မှာ face တစ်ခုကနေတစ်ခုချိန်တာအရင်မြန်တယ်ပေါ့နော်ကျွန်တော်နောက်တစ်ခုတည်ရမှာ drain zone မှာရှိနေတဲ့ teleport တိုင်ရယ်ပေါ့နော်အဲ့ teleport တိုင်နေရကျွန်တော်တို့ဖြန့်ထားတိုင်း teleport လုပ်လို့မရဘူးအခုဒီကောင်ဆိုလို့ရှိရင် teleport လုပ်လို့ရတယ်ဘာလို့လဲဆိုတော့ဒီကောင်နာမှာ drain zone မရှိလို့ပေါ့နော်အော် drain zone ထဲမှာရှိနေတဲ့ teleport တိုင်လေးဆိုရင်ကျွန်တော်တို့ကဖြန့်ထားလဲ teleport လုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကဒီ teleport တိုင်ကိုကျွန်တော်တို့ teleport ခြင်းဒီနားမှာရှိတဲ့ train zone တွေကိုရှင်းဖို့လိုတယ်ပေါ့နော် ဒါပေမဲ့လို့အခုဒီတိုင်းတန်းမှာရှိနေကောင်ကဒီ internet train မှာ internet train မှာကကျွန်တော်တို့အပီးတိုင်းတက်ပြလိုက်လို့မရဘူးအဲ့တော့ကျွန်တော်တို့ဒီ teleport tower ကကျွန်တော်တို့ဒီ scenario တစ်ခုလုံးကိုကျွန်တော်တို့ teleport teleport လုပ်လို့မရဘူးပေါ့နော်ကျွန်တော်တို့ tone to ပဲ silo တွေလည်းအဲ့တိုင်းပဲပေါ့နော်ကျွန်တော် silo တစ်ခုရှိရတဲ့နေရာမှာအများနဲ့ internet train မှာတကောင်ရှိရယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ silo တစ်ခုကို teleport ပြီးတော့ချက်ချင်းသွားလို့မရဘူးဒီဒီ silo နားမှာရှိတဲ့ internet train မှာဟိုကျွန်တော်တို့တစ်ခါမှမတက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ silo ကဝင်လို့ရမှာမဟုတ်ဘူး ကျွန်တော်တို့အနားသွားပြီးတော့ဝင်နေဆိုရင်တော့ဒီ site လိုဝင်လို့ရမှာမဟုတ်ဘူးပေါ့နော်အနည်းဆုံးဒီ site လိုဝင်လို့ရဖို့ဆိုလို့ရှိရင်ဒီ internet stream မှာတစ်ခေါက်တက်ဖို့လိုတယ်အဲ့မှာကျွန်တော်ဒီ site လိုဝင်လို့ရတယ်အဲ့တော့ကျွန်တော်တို့အလောက်ထိဒုက္ခတွေပေးနေတဲ့ dream zone အနေနဲ့ dream mar တွေကိုကျွန်တော်တို့ဘယ်လိုရှင်းရမလဲဆိုတာဆက်ပြောပြမယ်ပေါ့နော်ကျွန်တော်တို့ပထမဆုံးသိရမှာဒီ endless dream မှာကျွန်တော်တို့တက်ရမယ့် dream မှာ type 3မျိုးရှိရယ် internet dream မှာရယ်ဒီ dream မှာရယ် light dream မှာရယ်ဆိုပြီးတော့3မျိုးရှိရယ်အဲ့ထဲမှာမှာ internet dream မှာကျွန်တော်အမြင့်ဆုံး boss ပေါ့နော် ျွန်တော်တို့မြေပုံပေါ်မှာအင်တာနက်ဒရင်မာတွေကိုဒီလို၄တောင်နဲ့မှာမျက်လုံးလေးပုံစံလေးနဲ့လိုဂိုလေးနဲ့မြင်ရပြီးတော့ကျွန်တော်တို့ဒီဒရင်မာတွေကိုကြတော့ဒီ TV ထဲကနေလက်လေးထွက်နေတဲ့ပုံစံနဲ့မြင်ရတယ်ပေါ့နော်ဒါပေမဲ့ light dream မာတွေကိုတော့ကျွန်တော်တို့မြေပုံပေါ်မှာမမြင်ရဘူး light dream မာတွေကိုမြင်ရင်ကြတော့ကျွန်တော်တို့ဒီ dream မာကိုတကောင်ထောက်လိုက်လို့ရှိရင်အဲ့ဒီ dream မာရဲ့ဘေးမှာပေါ်လာတဲ့၄000ကွက်လေးတွေကအဲ့ဒါ light dream မာရှိနေတဲ့နေရာပေါ့နော်ဒီတန်းနဲ့ dream မှာကျွန်တော်တို့ reward အကောင်းဆုံးပေးတာပေါ့နော်ကျွန်တော်တို့ဒီ dream မှာ light dream မှာတွေကကျွန်တော်တို့ reality fragment တွေလောက်ပဲပေးတာပေါ့နော် အခုဒီ internet တွင်မှာမှာဆိုလို့ရှိရင်ကျွန်တော်တို့ pyro dino ပေးတယ် keyword surface more ပေါက်ပေးတယ်ပြီးတော့ energy link ပေးတယ်ပေါ့နော်ဒီမှာရတဲ့ reward တွေကဒီ internet တွင်မှာ level ပေါ်မူတည်ပြီးတော့ပုံမြင့်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီ server မှာ level 80ရအမြင့်ဆုံး support နိုင်တယ်ပေါ့နော်ကျွန်တော် level 80កောင်တက်မယ်ဆိုလို့ရှိရင်ကျွန်တော်အနည်းဆုံးဒီထက်က deviant က level 4အနေဆုံးကြတယ်ပေါ့နော်ဒီကြတဲ့ keyword surface ပေါက်စီရလဲတရာမြင့်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီកောင်တွေက ောက်မသွားဘူးကောနော်ဒီ internet dreamer တွေကသူတို့တွေက boss တွေလို့ပဲဒီကောင်ဆိုလို့ရှိရင် spawn လာရင်ဒီမှာ secret service ဆိုရယ် boss spawn မှာဒီကောင်ကိုကျွန်တော်တို့ spawn လာရင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်နေကိုတက်ဒီ boss ကို spawn လာရင်တက်တက်ပြီးရင်တဲပြန်ထည့်ပြီးရင်ထပ်တက်တဲပြန်ထည့်ထပ်တက်အဲ့လိုမျိုးတော့လုပ်လို့ရတယ်ဆိုပေမဲ့လို့ကျွန်တော် တက်တင်းနှစ်တင်းလောက်နဲ့မရဘူးသူအများကြီးဝိုင်းတက်မှာပဲရတာပေါ့နော်ပြီးတော့ကျွန်တော်နောက်တစ်ခုကအဲ့ dreamer တိုင်းမှာဒီအောက်မှာ buff တွေရှိတယ်ပေါ့နော်အခုဒီ boss မှာဆိုလို့ရှိရင်ဒီ ever night တို့ explosion ရော lightning ရောပါတယ် တော့ကျွန်တော်တို့ဒီ boss ရဲ့ဇုံနဲ့တွားရင်ကျွန်တော်မှောင်လဲမှောင်မယ်ဘုံလဲကြာမယ်မိုးရိုးလဲပြေအောင်မယ်ပေါ့နော်အဲ့ဒါပြောင်းမှကျွန်တော်အရေးကြီးတဲ့ buff နှစ်ခုရှိသေးတယ်ဒီ symbiosis နဲ့ဒီ stretch parasite ပေါ့နော်ဒီ stretch parasite ကကျွန်တော်တို့ boss ကပေးမဲ့ damage ကိုသူက boost ပေးလိုက်တာဒီဒီကောက်မှာဆိုလို့ရှိရင် stack ခုနှစ်ခုရှိရယ်ပေါ့နော် step တခုကိုကျွန်တော်တို့ damage 20%ပိုများတယ်ပေါ့နော် boss ကပေးတဲ့ damage ကအဲ့တော့ကျွန်တော်တို့ step 9ခုဆိုတော့140ရာခိုင်နှုန်းတော့ကျွန်တော်တို့ damage ပိုဝင်มาပေါ့နော်ကျွန်တော်တို့ဒီ symbiosis ဆိုလို့ရှိရင်လည်းကျွန်တော်တို့ boss က step တခုကို10% damage reduction ရမှာပေါ့နော်ကျွန်တော်တို့90%အထိအမြင့်ဆုံးရနိုင်တယ်အခုဒီမှာဆိုလို့ရှိရင် step က9ခု9ခုဆိုတော့သူကဒီ full step ကိုရနိုင်ပြီလို့ပြောလို့ရတယ်ဒီ boss ကအဲ့တော့ဒီ90% damage reduction နဲ့ကောင်ကျွန်တော်တို့က damage 1000သွားပြီးရင်သူ့ကို10ပဲထိတော့မှာဒီနောက်က buff တွေလည်းရှိတယ်ဒီကောင်เนี่ยတိတ်တော့အေးမကြီး ဘူးဒီတစ်ခုကကျွန်တော်တို့လေဘောလုံးနေနဲ့ boss ကပြစ်တယ်အဲ့လိုပြစ်တဲ့ဟာတွေကရှောင်းကတော့ခတ်တယ်ဆိုပေမဲ့လို့တိတ်တော့ effective မဖြစ်ဘူးပေါ့နော်အဲဒီကောင်ဆိုလဲ step ရှိခုရှိတယ် step များလေဒီကောင်ကဘောလုံးနဲ့များများပြစ်လေပေါ့နော် boss က boss ရကနေဘောလုံးနေ spawn လာပြီးတော့ကျွန်တော်တို့လာမှန်တာပေါ့ဒီတစ်ခုကကြတော့ကျွန်တော်တို့အဲ့ဒီလေဘူပေါင်းရှိလေပေါ့နော်အဲ့ဒီ boss မှာအဲ့ဒီလေဘူပေါင်းရှိရှိနေလို့ရှိရင်အဲ့ရှိကုံမှာသွေးဥထီတာပေါ့နော် step များလေအဲ့ရှိရပိုးမှလေပဲကျွန်တော်အခုဒီ internet drama ကိုတက်ဖို့မဖြစ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီအောက်က buff stat တွေကိုဖြုတ်လို့ရတယ် ဒီ step တွေကကျွန်တော်တို့ဘေးနာဒီ dream တွေရှေ့ကနေသူကလှမ်းပြီးတော့ယူထားတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ internet dream ကိုထောက်ကြည့်လိုက်အဲ့ဆိုလို့ရှိရင်သူနဲ့ချိတ်နေတဲ့ဒီ dream တွေကိုကျွန်တော်တို့ဒီမြေပုံမှာမြင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ evernight ဆိုတဲ့ effect ကိုဖြုတ်ချင်တယ်ဆိုလို့ရှိရင်သူနဲ့ချိတ်နေတဲ့ကောင်တွေထဲမှာ evernight effect ပါနေတဲ့ကောင်တွေကိုကျွန်တော် အကုန်လိုက်ရှင်းလိုက်ပေါ့နော်ဒီကောင်ဆို evernight ပါတယ်အဲဒီ ဒီကောင်ဆိုလဲ ever night effect ပါသေးရပေါ့နော်အဲ့လို ever night effect ပါနေတဲ့ဒီ dreamer တွေအကုန်လုံးကိုရှင်းလိုက်ရင်သူ့စီကနေဒီ ever night ဆိုတဲ့ effect ကပျောက်သွားမယ်အဲကျွန်တော်တို့ဒီ symbiosis buff တွေကိုဖြုတ်ကြတာလဲထိုးဒီ၎င်းမယ်သူ့နဲ့ချိန်နေကောင်းနေရှိမှာအဲ symbiosis buff ပါနေတဲ့ကောင်းတွေကိုလိုက်တက်ကြတယ်အဲ့ဒါမှဒီကောင်ရှိမှာ symbiosis buff ကယော့တာတို့ပြုတ်သွားတာတို့ဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ internet dreamer တကောင်မတက်ခင် ဒီ deep dreamer တွေအရင်လိုက်တက်ကြတယ်အဲ့ deep dreamer တွေတေးပြီးဆိုကမှကျွန်တော် internet dreamer ရှိကိုပြန်လာပြီးတက်ပေါ့နော်အဲ့ဒါပို့ပြီးတော့လွယ်တယ်ဒါပေမဲ့လို့ကျွန်တော်တို့ဒီ deep dreamer တွေအကုန်လုံးကိုတက်ပြလိုက်လို့မရဘူးကျွန်တော်တို့တစ်ကောင်ကတော့ခြံရတယ်ဘာလို့လဲဆိုတော့အဲ့တစ်ကောင်ကိုနောက်ဆုံးကောင်ကိုကျွန်တော်တို့တက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ကောင်တန်ပြန်ပြီးတော့တန် spawn လာရပေါ့နော်အနည်းဆုံးကျွန်တော်တို့တစ်ကောင်ကတော့ခြံကိုခြံရတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဘာ buff နဲ့ကောင်းချမ်းမလဲဆိုတာကတော့ကိုယ့်ဘူကျွေးရမှာပေါ့နော်ကျွန်တော်တို့အဲ့တော့ internet dreamer တွေကိုမတက်ခင်ဒီ deep dreamer တွေကိုအရင်လိုက်တက်ကြမယ်ပေါ့နော် တော့ဒီ D dreamer တွေကိုတက်ဖို့ဆိုလို့ရှိရင်လည်းသူတို့အောက်က buff တွေရှိရပါတော့ကျွန်တော်တို့ level လေးနှိမ့်နေဒီအောက်က buff တွေကလည်းဒါအများတယ်မနိုင်နိုင်ဘူးဆိုလို့ရှိရင်ကြတော့လေသူတို့ရဲ့ buff တွေကိုဖြုတ်လို့ရတယ်သူလည်း internet dreamer နဲ့အတူတူပဲသူကကြတော့အဲဒီ D dreamer ကကြတော့ကျွန်တော်တို့ဒီသူနာရှိတဲ့ light dreamer တွေရဲ့ effect ကိုသူကဆုတ်ထားတာပေါ့နော်အဲ့တော့ဒီကောင်းရှိမှရှိနေတဲ့ဒီ symbiosis buff ကိုဖြုတ်ချင်ကြတော့ကျွန်တော်တို့ဒီဒီအဲဒီ dreamer ရဲ့ဘေးမှာရှိနေတဲ့ အလိုက်တွင်ပါလိရှင်မှာရှိရယ် symbiosis buff တွေနဲ့ကောင်းနေကိုလိုက်တက်လာရင်သူ့ဆီရယ် symbiosis buff ကပြုတ်သွားရယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ dream တွေကိုမနိုင်ဘူးဒီကောင်းနေကို buff တွေဖြုတ်ပြီးတော့မှ weak တောင်းလောက်ပြီးမှတက်ရှင်နေဆိုပြီး light dream မှာအရင်တက်အဲ့တော့ကျွန်တော်တို့ light dream တွေကဘယ်နှမှာရှိလဲဆိုတာဒီဘေးမှာကြည့်လို့ရတယ်အဲ့ဒါကိုမှကျွန်တော်တို့မရှာရဘူး light dream တွေကိုဘယ်နှမှာရှိမှန်းမသိဘူးရှာရတာတိုင်ပတ်နေဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့တက်မဲ့ light dream တွေကို light dream မှာရှိနေ area လေးကို marking ထောက်လိုက်ပေါ့နော်အခုကျွန်တော်ဒီဘာပဲနဲ့ light dream တွေကိုတက်ရှင်နေဆိုလို့ရှိရင်ကြတော့ အဲ့ပါပဲနဲ့ light တွေမှာရှိနေတဲ့နေရာလေးကို marking ပေးလိုက်ပေးပြီးသွားလို့ရှိရင်အဲ့ light တွေမှာရှိတဲ့ area ကိုအရင်သွားလိုက်ပါတော့။ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းကင်ဘော်လေးကို mod ကြည့်လို့ရတယ်။အခုကျွန်တော်ဆိုလို့ရှိရင်ခုနကောင်ထောက်ထားတဲ့အဲ့ထခုနကောင်ရှိမဲ့ area ကိုထောက်ထားတယ်။ထောက်ထားပြီးတော့ကျွန်တော်အပေါ်မှာ light တွေမှာရှိနေတဲ့နေရာကိုဒီလိုစာတန်းလေးတွေပြတ်တောက်ပြတ်တောက်ဖြစ်နေတဲ့ပုံစံလေးမြင်ရတယ်ပေါ့နော်။အဲ့အောက်မှာရှိနေတဲ့ဒီ TV ပုံစံအဲ့ဒါ light တွေမှာပေါ့နော်။အဲ့တော့ကျွန်တော်တို့ light တွေမှာတကောင်ရှင်းဖို့ဆိုလို့ရှိရင်အဲ့ light တွေမှာနောက်သွားသွားပြီးရင် sound clarity တုံးပြီးဖြန့်လိုက်ပေါ့နော်။အဲ့ TV ပုံစံကြီးတွေကို အဲ့လိုဖွင့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဘယ်ဘက်တောင်လေးမှာအဲ့တိုင်မာလေးတက်လာရယ်ပေါ့နော်အဲ့အဲ့တိုင်မာလေးပြည့်သွားရယ်ဆိုလို့ရှိရင်အဲ့နေရာကနေ TV ပုံစံနဲ့ light trim မှာစပွန်လာလိမ့်မယ်အဲ့ light trimmer ကိုကျွန်တော်ဖွင့်ထားပြီးရဲ့အချိန်မှာဘေးမှာ portal လေးတွေပွင့်နေရပေါ့နော်အဲ့ portal လေးတွေကနေပြီးတော့ light trimmer စပွန်လာတဲ့ခါကျရင်သူ healer လို့ခေါ်တဲ့အဲ့ TV ခေါင်းကောင်လေးတွေစပွန်နေပေါ့နော်အဲ့ TV ခေါင်းကောင်လေးတွေကကျွန်တော်တို့တော့မချဘူးဒါမဲ့လို့သူတို့ကစပွန်ပြီးပြီးချင်း light trimmer ရှိကိုတန်းပြေးရပေါ့နော်ဟိုရောက်ရင် light trimmer ကိုသွေးပြန်ဖြည့်ပေးသွားရော အဲ့တော့ကိုရီးယား light drip မှာကိုတက်မယ်ဆိုလို့ရှိရင်ကြတော့တင်း2တင်း3တင်းလောက်နဲ့တက်လို့ရတယ် light drip မှာကလည်း level အရင်မများဘူးကိုရီးတင်းရလူတွေကလည်း AOE gun တွေပါတယ်ဆိုလို့ရှိရင်ကြတော့အဲ့ healer လေးတွေကိုဂယူးဆိုင်နေကြမလို့ဘူးပေါ့နော်ဒါပေမဲ့လို့ဒီ light drip မှာလည်း level များတယ်ကိုတင်းတင်းရလူတွေကလည်း AOE gun တွေမပါဘူးဆိုလို့ရှိရင်ကြတော့အဲ့ healer လေးတွေကိုတက်ဖို့လူတယောက်ထားပေါ့နော်အဲ့ဒါမှဒီ light drip မှာကြီးကသွေးတွေပြန်တက်မလာပါ D train မှာတက်မယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ light train မှာလို့ပဲကျွန်တော်တို့ IT D train မှာရှိတဲ့နေရာကိုသွား sign of clarity နဲ့ဖွင့်လိုက်ပါတော့။ဖွင့်လိုက်ပြီးလို့ရှိရင်သူက light train မှာနဲ့မတူတာကဘေးကပေါ်တယ်တဲ့ကနေပြီးတော့ကျွန်တော်တို့တန်းပြီးတော့အကောင်အသေးလေး zombie လေးတွေ spawn နေပါတော့။အဲ့ zombie လေးတွေကိုကျွန်တော်တို့ကတက်မှာဘေးနားကဒီ percentage point လေးတွေကတက်လာတာပေါ့နော်အဲ့ percentage point လေးတွေအဲ့ဘေးနား percentage တွေကသူတက်မှတ်ထားတဲ့ percentage တခုကိုအရောက်တိုင်းကျွန်တော် e light တကောင် support နေပေါ့နော်အဲ့ e light ကိုကျွန်တော်တက်ဖို့ဆိုလို့ရှိရင်အဲ့ e light ရဲ့ဘေးမှာအနီရောင် range ကြီးရှိတယ်ပေါ့နော်အဲ့အနီရောင် range အတွင်းကိုဝင်ပစ်မှထိတာပေါ့နော်အဲ့အနီရောင် range အပြင်ကနေပစ်လို့မရဘူးအဲ့တော့အဲ့ e light ကိုတက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ e light ရဲ့အပေါ်မှာကျွန်တော်တို့အုပ်ပြားလေးနဲ့အစိမ်းရောင်အလုံးလေး စပွန်လာရပေါ့နော်အဲ့ဆင်းရောက်အလုံးလေးကိုကျွန်တော်တို့တက်ပြီးတော့ခွဲရတယ်အခုလိုမျိုးအမှတ်မိတဲ့နေရာကနေဆိုလို့ရှိရင်ဗီဒင်းဆောက်ပြီးတော့အပေါ်တက်ပြီးတော့ခွဲအဲ့အဲ့ဒါလေးကိုခွဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြီးပြီပေါ့နော်ဤလိုက်တတ်တဲ့ project အဲ့လိုမျိုးကျွန်တော်တို့၃ခါလောက်ရတယ်အဲ့လို၃ခါလောက်ပြီးသွားပြီဆိုကံမှာကျွန်တော်တို့ရဲ့ D dream မှာ spawn လာပါတော့အခုလိုမျိုး D dream မှာ spawn လာပြီဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့က D dream မှာကိုအကုန်ဝိုင်းပြီးရောပြတ်တက်လိုက်အောင်မယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ D dream မှာရှင်းတဲ့ process ကပြီးပြီပေါ့နော် ကျွန်တော်အင်တာနက် dream machine ဖို့လဲရှေ့ရအကောင့်တွေလိုပဲ TV စင်နာကိုသွားပြီးရင် sound clarity ထည့်လိုက်ပါတော့အဲ့ဒါပြီးလို့ရှိရင်ဘေးမှာမှာ1မိနစ်တိုင်မှာလေးပေါ်လာပါတော့အဲ့ဒီတိုင်မှာပြည့်သွားလို့ရှိရင်ကျွန်တော်တို့ boss ကို dance support နေပါတော့ကျွန်တော်တို့ grade တွေလည်းတက်ဆရာမလိုဘူးပါတော့ဘေးနာပေါ်တယ်လည်းမစပေါ်သွား board only ပဲ support နာပါတော့ကျွန်တော်တို့ရှင်းမဲ့ internet dream ရဲ့ level ပေါ်မူတည်ပြီးတော့ဘက်တွေဖြုတ်ထားတာမဖြုတ်ထားတာပေါ်မူတည်ပြီးတော့အဲ့ spawn လာတဲ့ boss ကကျန်းတာမကျန်းတာကြွားသွားရပါတော့ boss တည်သွားပြီဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့အဲအဲ့ boss မှာကြမယ် deviant နေကြဖို့ chance ရှိတယ်ပေါ့နော်ဟိုကြခြင်းမှလည်းကြမှာကိုကြခြင်းကြလည်းမကြခြင်းလည်းမကြဘူးပေါ့နော်အဲ့ဒါပြုံးမှာ boss မှာ raw ယူတဲ့ပုံစံက d drain mine နဲ့ light drain mine နဲ့မတူဘူးပေါ့နော် boss မှာကျွန်တော်တို့ reward ကို2မျိုးယူလို့ရတယ်ကျွန်တော် control နဲ့ eliminated ဆိုပြီးတော့2မျိုးယူလို့ရတယ် control နဲ့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ relative fragment သုံးရတယ်ဒါပေမဲ့လို့ reward ကိုအပြည့်ရရပေါ့เนาะကျွန်တော်တို့ key surface mode တို့ energy link တို့အပြည့်ရတယ်ဒါပေမဲ့ eliminated နဲ့ယူမယ်ဆိုလို့ရှိရင် relative fragment သုံးစရာမလိုဘူးဒါပေမဲ့လို့ကျွန်တော်တို့စောက်စုပ်စောက်ပြက်တွေပဲပေးရပေါ့เนาะအဲအဲ့တော့ကျွန်တော်တို့3ထားမှာ boss တကောင်ကောင်တက်ဖို့သွားရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့8ထဲမှာ relative fragment လေးစောင်းလာပေါ့เนาะ အခုဗီဒီယိုလေးကတော့ endless rain scenario အကြောင်းသိတဲ့နာတွေကိုကျွန်တော်တီးတလောက်ကလေးမျှဝေပေးထားတာပါ endless rain အကြောင်းသိကျင်နေကြတဲ့ viewer တွေလည်းဒီ video ကနေအထောက်အကူရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ mic အဆင်မပြေဖြစ်တရားမို့လို့ video မှာအတန်အဆင်မပြေဖြစ်သွားတဲ့နေရာမျိုးတွေရှိရင်လည်းနားလည်ပေးကြဖို့မျှော်လင့်ပါတယ်ဒီ video လည်းကြိုက်တယ် once human နဲ့ပတ်သက်တာတွေကိုလည်းဒီထက်မှကသိကျင်နေဆိုရင်ကျွန်တော်ရဲ့ main gaming channel လေးကို subscribe နှိပ်ပေးသွားကြဖို့နဲ့ဒီ video လေးကိုလည်းလက်မလေးတွေပေးသွားကြဖို့တောင်းဆိုပါတယ်သိကျင်တာရှိရင်လည်း comment နဲ့ကျွန်တော်ရဲ့ live မှာပါလာရောက်မေးမြန်းလို့ရပါတယ်ဆိုတော့ ော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့